Hello အားလုံးမင်္ဂလာပေါ့ဖူပေါ်မန်ချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Champions League 16သင်းစဉ်ဒုတိယအကြိုပွဲစဉ်တွေရှိပါတယ်ဒီထဲမှာ Barcelona Benfica နဲ့ Inter Milan Feyenoord တို့လိုနှစ်သင်းအကြောင်းကျွန်တော်တို့ပြောသွားပါမယ်နောက်ဗီဒီယိုဒီမှာတော့ PSG ပွဲတို့ Bayern Munich ပွဲတို့ဗီဒီယိုလေးတွေပါကျွန်တော်တို့တင်ပြသွားပါမယ်အားလုံးမင်္ဂလာပါဆိုတော့ Barcelona Benfica ပွဲကိုကျွန်တော်တို့စပြပါအောင်ညကလို့နေနေရောဘယ်အသင်းကနောက်တစ်ဆင့်တက်သွားနိုင်မယ်ထင်ကြလဲပထမအကြိုမှာတော့ Barcelona က QVC ရဲ့အနီးကနေ တယောက်ရောနဲ့ကစားခဲ့ရပြီမယ်လို့ပေါ့နော်အဝေးကွင်းမှာဝမ်းစီဆိုတဲ့ရလနဲ့ဘာစီလိုနာရဲ့ဘက်ကအနိုင်ရထားတာဆိုတော့ဒီပွဲမှာနောက်ခံလူဖြစ်တဲ့ကျူဘစီပါနိုင်ဖို့မရှိဘူးဆိုတော့ဝမ်းစီလင်းနဲ့နိုင်ထားတဲ့အိမ်ကွင်းမှာလည်းလက်ခံကစားရမယ်ဆိုတော့ဘင်းဖီကအတွက်တော့တည်ကြဖို့တောင်မှမနှဲရှင်ပြိုင်ကစားရမယ့်အခြေအနေမျိုးပါ เนาะဆိုတော့ဒီဘီမီကာနေနဲ့ပေးလိုက်ရတဲ့ဂိုးကလည်းတော်တော်ကိုကံမကောင်းနေလို့ကျွန်တော်ပြောရမှာအဲ့တုန်းကပထမကြော်မှာပေးလိုက်ရတဲ့ဂိုးကလည်းဆိုတော့ဒီကျွန်တော်တို့ဒံယာပြဿနာသတင်းတွေကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဘီမီကာရဲ့ဘက်ကပဲဖြစ်ဖြစ်ဒီ sorry ဗာလေဒီလီယွန်တော့ဘာစီလိုနာပေါ့နော်လီယွန်နော့စကီကတော့ပြန်ပါမယ်ပြန်ပါမယ်ဆိုတာဟိုတနေ့ကဂျားထဲမှာဘာစီလိုနာရဲ့ဘက်ကသူတို့ medical staff တယောက်စုံပါသွားတဲ့အတွက်ဂျားမှာကင်မဲ့ ဒီလာလီဂါပွဲကိုသူတို့ရွှေ့ခဲ့ရတယ်အဲ့ဒီမရွှေ့ခင်အဲ့ဒီပွဲအတွက်လူစင်းင်းနဲ့မှာသူတို့လီယိုနော့စကီကိုအနာပေးခဲ့တာဒါမှမဟုတ်ဘောနော်တသိန်းလုံးကြီးပါနားခဲ့ရတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့ဆိုတော့လီယိုနော့စကီကတော့ကျွန်တော်ပြန်ပါဖို့ကျွန်တော်ရှိတယ်ဒါအပြင်အဲကွန်းလက်ဆာမဖြစ်တဲ့ဂါဗီကလည်းဖျားလို့မပါနိုင်ခဲ့တဲ့ဂျာရည်တွေထဲမှာအခုဆိုလို့ရှိရင်လူစင်းနဲ့မှာပြန်ပါဖို့အရန်လူစင်းနဲ့မှာပြန်ပါဖို့အတွက်ကျွန်တော်တို့တတိယနေ့ကျွန်တော်ထွက်ထားရတယ် ဆိုတော့နောက်ခံလူနေရာမှာလည်းဒီ18နှစ်ွယ်ကျူဘစီမပါနိုင်ဘူးဆိုတော့ရော်နယ်အာရူဂျိုပြန်ပြီးတော့ပါလာဖို့ကျွန်တော်ရှိတယ်ဗောနော်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီဒါဟာဘာဂျီလိုနာနဲ့ပတ်သက်တဲ့ဒါဒဏ်ရာပြဿနာတရင်ပေါ့ဗျာဂျန်နယ်ကစားမားတွေကတော့အကုန်အစုံပါနိုင်မဲ့အခြေအနေမျိုးပါဆိုတော့ဒီဘီမီကာရဲ့ဘက်ကိုကျွန်တော်ကြည့်ရင်ရီယယ်မက်ထရစ်ကစားမားဟောင်းဖြစ်တဲ့ဒီမာရီယာကတော့အင်ဂျူရီပြဿနာတွေကြောင့်နောက်ဆုံး ဒီဘီမီကာရဲ့6ပွဲလောက်ကိုဝင်ကစားရတယ်ရှိမနေဘူးဆိုတော့ဒီနေ့ပွဲလဲပါလာဖို့ကျွန်တော်မရှိဘူးပေါ့နော်အဲဒါအပြင်ကျွန်တော်တို့ဒီဇန်နဝါရီလကကျွန်တော်ခေါ်ထားတဲ့ဘရူးမားတို့ဘာလို့ဆိုလို့ရှိရင်လည်းပါနိုင်မှုမရှိဘူးသူတပြင်ဘရူးမားကိုတော့ဒီ round of 16လူစရင်းနဲ့မှာသူတို့က register မလုပ်ခဲ့တော့ထည့်လို့မရဘူးပေါ့နော်ထည့်လို့မရဘူးဆိုတော့ဒီသူတို့နောက်တန်းမှာဆိုလို့ရှိရင်ဘီမီကာရဲ့ဘက်ကဒါ silver တို့ကျွန်တော်ရှိတယ် ultimate တို့ကျွန်တော်ရှိမယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်သာဒီ coco တို့ကျွန်တော်ရှိမယ်ဆိုတော့သူတို့ဘက်မှာ အလောက်ကြီးတီအားကိုးရတဲ့ကစားမတွေနေရာတိုင်းမှာ မရှိတော့တဲ့အခြေအနေမျိုးပေါ့ဗျာဘာစီလိုနာရဲ့ဘက်ကတော့ကျွန်တော်နေရဒီလူစုံနေလို့ကျွန်တော်ပြောရမယ်ဆိုတော့ဒီပွဲမှာဘယ်အသင်းကအခြေအနေကောင်းသွားမလဲကျွန်တော်ခုနကပြောလိုပဲအဝေးဝဲမှာတောင်းမှာတယောက်ယောက်နဲ့ဘာစီရဲ့ဘက်ကနောက်ရစင်တက်အောင်ဆွမ်းဆောင်ဟောဒီအနိုင်ရအောင်ဆွမ်းဆောင်ထိုင်နေတယ်ဆိုတော့အိမ်ဝဲမှာသူတို့ဘေဘီကာကိုရှုံးနေအောင်မရှိဘူးလို့ကျွန်တော်ထင်တယ်တခုတော့ရှိတယ်ဒီဘာစီလိုနာက high defensive line နဲ့ကစားတဲ့နေရာမှာ ကူဘာစီရဲ့ကစားဟန်နဲ့ဒါအုံတော့အီသွေးကအများကြီးအေးပါလို့သူတို့ကစားတာဆိုတော့ကူဘာစီမပါနိုင်တော့ဘူးဆိုတော့ရော်နယ်အာရူဂျိုတို့ကအဲ့လောက်ထိအုံတော့မပြေးဘူးဗျာနော်ရော်နယ်အာရူဂျိုတို့ပြီးလို့ရှိရင်ဒါမာတီနက်စ်တို့ပေါ့နော်အီဂိုမာတီနက်စ်တို့ဘာတို့ကအဲ့လောက်ထိအုံတော့မပြေးဘူးဒါပေမဲ့လည်းလို့ဆိုတော့တူမူတူဒီကူဘာစီမပါနိုင်တဲ့နောက်ထမ်းမှာ high defense line ကစားတယ်ဆိုတော့တေးရတဲ့ဘီဘီကာရဲ့ဘက်ကတော့တမ်ပီယန်နီကနေစင် အခွင့်အရေးတွေရလာလေဦးမယ်လို့ကျွန်တော်ထင်တယ်ပထမအကြုံပါတော့ကလည်း ဒီတယောက်ရော့နဲ့ကစားခဲ့ရတော့ကဂူသမားဖြစ်တဲ့ကျွန်တော်တို့ဒီချက်စနီကမထင်မဲ့ခြေသွင်းနေပါလေထပြလို့တော်တော်လေးကန်ကောင်းခဲ့တာနော်ကန်ကောင်းပြီးတော့ကျွန်တော်ဒါတကူရသွားတာပါညာနဲ့တို့ဒါဝန်းစည်းနဲ့နိုင်သွားတာဒါကြောင့်ဒီပွဲကတော့ဗောနော်ဒီအနီကက်တွေပါလေတို့ထပ်ပြီးတော့ထိလို့မရဘူးစွန်စားလို့လည်းကျွန်တော်မရဘူးဒါအပြင်နိုင်ကိုနိုင်ရမယ့်ပွဲစဉ်မျိုးဆိုတော့ဒီတန်မြန်တိုက်စစ်တီကိုတို့အနေနဲ့ဘီမီကာဘက်ကနေဘီဘီကာဟိုတိုင်မြန်တိုက်စစ်တီကျွန်တော်မပြီးအောင်အမှန်ကန်ကျူးပန်းရမယ် အာကျွန်တော်ကတော့ဘာစီရဲ့ဘက်ကပထမအကြုံပါနေနိုင်ထားပြီးသားဆိုတော့ဒီအိမ်ခွင်းမှာကစားမဲ့ဒုတိယကြော့ကလည်းသူတို့တွေအများကြီးခိုင်းရင်မလို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဘာစီလိုနာအနေနဲ့နှစ်ကြော်ပေါင်းရလိုက်တဲ့နောက်တစ်ဆင့်ကို AACC တက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါကဘာစီနဲ့ဒါဖီမီကာတို့ရဲ့ပွဲပေါ့ဗျာ။နောက်တစ်ပွဲကကျွန်တော်တို့အနေနဲ့ဒါရလက်ပေါ်ပြီးသားဖြစ်တဲ့ Inter Milan နဲ့ Fiorentina ရဲ့ပွဲပါ။ပထမအကြုံမှာတော့ Inter က Marcus Thuram ရဲ့ Lautaro Martinez တို့ရဲ့ဂိုးရီရဲ့နဲ့သူတို့ကဒီ2-0နဲ့နိုင်ထားပြီးသား ဒါတော့မှဇီလင်စကီရဲ့ပင်နယ်တီမဝင်ခဲ့လို့တူးစီးပဲကျွန်တော်ဖြစ်တာဆိုတော့အခုလက်ရှိဒုတိယအကြော့မှာဆိုလို့ရှိရင်ဖိယင်တို့ကိုလက်ခံကစားမယ့်နေရာမှာသူတို့တို့အများကြီးတော့ခဲရင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒီဘမ်ဘာစီအတွက်တော့တော်တော်တိုင်ပတ်နေတာပါဖီနူရဲ့ဘက်ကအပြောင်းလဲတွေကျွန်တော်တို့လှုပ်ထားတယ်ဒီမတိုင်ခင်မှာလည်းသူတို့ AC Milan ကိုဖြုတ်ထားတာပါညာနဲ့ဆိုတော့အများကြီးမျောလင့်ထားတာဒါပေမဲ့လို့ထင်တယ်လို့ဖြစ်မလာဘဲနဲ့ Inter Milan ကိုကျွန်တော်တို့ဘယ်လိုမှရှင်ကစားလို့မရဘူး Inter ဟာကျွန်တော်တို့ပထမကြော့2-0နဲ့နိုင်တော့ကလည်း တကယ်ကောင်းတဲ့ကစားမတချို့မပါဘူးဗျာမပါဘဲနဲ့တော့မှလူစင်းရင်မစုံမနဲ့ဖိရင်နူကိုအနိုင်ယူပြထားတာဒါအပြင်ဒီယာဒီခန်းစစ်အကောင်ဆုံးထဲမှာဆိုလို့ရှိရင်ဒါအင်တာမီလန်ရဲ့နောက်တန်းကလည်းကျွန်တော်ပါနေတာအဲ့လိုမျိုးဆိုတော့တေးကြတဲ့ဖိရင်နူအတွက်တော့ဘောနော်ဒီဒီကြော့လေသူတို့ထပ်ပြီးတော့နိုင်ဖို့ဆိုတာမျိုးဒါအနေနဲ့ဒီအလှမ်းဝေးတယ်ပေါ့ဆိုတော့အင်ဂျူဒီပြဿနာတွေကိုကျွန်တော်ကြည့်ရရင်အင်တာမီလန်ဘက်မှကဒီဘယ်လိုပြောမလဲနောက်တန်းမှာတော့ဘောနော်ဒါမီယန်တို့ဖက်ထရီကိုဒီမာကိုတို့နော်လုံးဝပါဖို့ကျွန်တော်မရှိသေးဘူး အားမရှိသေးဘူးဆိုတော့ဘာစတိုနီတို့ပါတော့ဒါ central zone ဝင်ကျွန်တော်ပြန်ရောက်မယ်ပြလို့ရှိရင် stephen dibridge တို့ပါတော့ကျွန်တော်ရှိရဲ့ဗျာဆိုတော့နောက်တန်းမှာဆိုလို့ရှိရင် bisack တို့ပေါ့နော်ဒီဘာစတိုနီတို့ dibridge တို့၃ယောက်နဲ့ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်ပြလို့ရှိရင် dan freeze တို့ကျွန်တော်ဒါအဲဘယ်ပြောမလဲဒီ August 2တို့စာမားတွေက Winbucks တီမှာပါလာပြီးတော့ Queen Lee ကတော့ဗောနောသူတို့ဒီ Mickey Dian တို့ဗောနော Barella တို့ဒါ Asalinio ရဲ့ Queen Lee ပြန်ပါလိမ့်မယ်ထင်တယ်။ Tyson ကတော့ဒါ Marcus Thurne နဲ့ Lotaro Martinez ပဲဗော ဆိုတော့ဒီပွဲကတော့ထူးထူးခြားခြားကြီးအများကြီးပြောစရာလိုမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်အဲအင်တာရဲ့တော်တော်ကိုကောင်းတဲ့ခံစစ်ကိုလည်းကျွန်တော်ကတော့ဒီဖိယင်နူဘက်ကရှင်းတန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတိုက်စစ်နေဝင်းဘက်စတီနေဆိုတော့ဒီကြတဲ့ဖိယင်နူတဲ့တော့ကျွန်တော်တို့ဒီပွဲမှာလည်းရှုံးနေဦးမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်2စီးနဲ့နောက်တစ်စင်းကိုကျွန်တော်တို့အင်တာမီလန်က AC တက်သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ညီတို့ရောဒီပွဲမှာဘယ်သူတွေနောက်တစ်စင်းတက်သွားလိမ့်မယ်ထင်ကြလဲဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများနေပါတယ်